ကျမ်းမာတော်မူကြပါစခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ9ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လိုက်မှာဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ breaking news ရန်ကုန်မန္တလေးအမြန်လမ်းမှာ nemsan လေတဲ့အတွက်လေရင်စီတေဆောင်လာတဲ့စီပေါ်စာကားတစ်စီးကိုစစ်သား2ဦးနဲ့အတူတော်လိုင်းရေးတပ်ဖွဲ့ကဖမ်းဆီးရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ ရန်ကုန်မန္တလေးအမြန်လမ်းမှာငမ်ဆန်လီတဲ့အတွက် လေးရင်စီတေဆောင်လာတဲ့စီပေါ်စာကားတစ်စီးကိုစစ်သား၂ဦးနဲ့အတူတော်လန်ကြီးတပ်ဖွဲ့ကဖမ်းဆီးရရှိကြောင်းအောင်ဆန်းစလန်နမောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးကပြောကြားပါတယ်။ယနေ့ဇွန်လ၈ရက်နေ့နနက်ပိုင်းနမောက်မြို့နယ်ဘက်မှအမြန်လမ်းမပေါ်ကိုထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လေးရင်စီပေါ်စာကားရဲအမတ် 2B8525 ကိုရန်ကုန်မန္တလေးအမြန်လမ်းမပေါ်မိုင်တိုင်အမတ်262အနီးမှာစစ်ဆေးကဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း ရင်ကဟာပြည်သူများကိုလေကြောင်းနဲ့ဘုံကျဲတက်ရန်လေရင်စီများကိုချိန်ဖန်များစွာတည်ဆောင်ပေးနေတဲ့ရင်တစည်းဖြစ်ကြောင်းသိရှိရပါတယ်။ဒီနေ့မနက်ပဲဖမ်းမိတာပါ။စီပေါ်စာကားထဲမှာစီအပြည့်နဲ့ပဲအရာခံဘုံမင်းထွတ်ရဲ့လက်ပါစီနှစ်ယောက်နဲ့တူဖမ်းမိခဲ့ပါတယ်။လက်ရှိတော့ဖမ်းမိတဲ့သူတွေကိုစစ်ဆေးနေတော့မှရဲဘော်တွေအားလုံးနဲ့လုံခြုံတဲ့နေရာရောက်နေပါပြီလို့အောင်ဆန်းလန်နတ်မောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးကပြောကြားပါတယ်။အဆိုပါဖန်ဆင်းမှုကိုအောင်ဆန်းလန်နမောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဖန်ဆင်းခဲ့ခြင်းဖြစ်ပြီး လင်းရင်စီပေါ့စာကားနဲ့အတူဖမ်းဆီးရရှိခဲ့တဲ့အရာကန်ပုံမင်းတို့ရဲ့လက်ပန်းစီနှုတ်ကိုစစ်ဆေးလျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြင်းကျံမြို့နယ်မှာစစ်တပ်စစ်ကြောင်းနဲ့တက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ၅ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးတိုင်းမြင်းကျံမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့တက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ၅ဦးသေဆုံးခဲ့ကြောင်း နဂနီပျောက်ကြားတပ်ဖွဲ့မြင်းကြံမှာတာဝန်ရှိသူတို့ကပြောဆိုပါရယ်။ဇွန်လ2ရက်နေ့နနက်9:30မိနစ်ခန့်အချိန်မှစတင်ကမြင်းကြံမြို့နယ်တရင်ဖို့ကြီးရွာကိုအင်အားတရာခန့်နဲ့စစ်ကြောင်းထိုးလာတဲ့ခမရ15မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့လေတိရွာကြောက်ပြုတ်ကြီးရွာတို့မှတက်ဆွဲထားတဲ့ပြူစောတိများကိုတော်လရင်တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါရယ်။ရင်းတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒဏ်ရာရရှိမှုများပြားပြီးစစ်ကောင်စီတပ်သား9ဦးသေဆုံးကာ ဒေါ်လာရေးတက်ဖွဲ့ဝင်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ထို့သောဒေါ်လာရေးတက်ဖွဲ့များပြန်လည်ဆုတ်ခွာသွားချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကကြားထိုး၍ကြောက်ပြုတ်ကြီးရွာအနီးထိလိုက်လံတိုက်ခိုက်ခဲ့ပေမဲ့လည်းထိခိုက်မှုများပြားခဲ့တဲ့အတွက်ကြောင့်ပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်။စစ်ခွေးတွေ20ထက်မနည်းထိခိုက်သူရှိတယ်လို့သိရပါတယ်။တေတာတော့9កောင်လောက်ရှိတယ်။ထိခိုက်ကများတယ်။စကစကနည်းနည်းအစောကြီးကလေးကရောက်နေတာအင်းအား100လောက်နဲ့စစ်ခွေးတေတာက9កောင်တည်တယ်။အထိခိုက်ကများတာ စေးုံရောက်ပြီးတေတာကတော့မတိရသေးဘူးလို့နဂနီပြောက်ချတက်ဖွဲ့မြင်းကြံမှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြင်းကြံတိုက်နေတော့နဂနီပြောက်ချတက်ဖွဲ့နဲ့နေမီကမဟာမိတ်တက်ဖွဲ့များကပူးပေါင်းလုဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတင်ဆက်ပေးကြတာကတော့ရေးမြုံနဲ့အာယုတောင်ရွာထိပ်မှာရှိတဲ့စစ်တပ်ကိစ္စကန်းကိုရေးဘလူးအဖွဲ့ကဝင်ရောက်တိုက်ခိုက်စဉ်စစ်သားအလုံးပြန်လည်ကုကတ်ခြင်းမရှိဘဲထွက်ပြေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။မွန်ပြည်နယ်ရေးမြုံနဲ့ အာယုတောင်ရွာထိပ်မှရှိတဲ့အကျန်းဖတ်စစ်တပ်ဂေစခန်းကိုဝင်ရောက်တိုက်ခိုက်စဉ်မှာစစ်သားအလုံးပြန်လည်ခုခံခြင်းမရှိဘဲထွက်ပြေးသွားကြောင်းရေဘလူးအဖွဲ့တရင်မှုကပြောကြားပါတယ်။ဇွန်လ၈ရက်နေ့မှာအကျန်းဖတ်စစ်တပ်ရဲ့ဂေစခန်းကြီးကိုရေဘလူးအဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကျန်းဖတ်စစ်သားအလုံးပြန်လည်ခုခံခြင်းမရှိဘဲဂေစခန်းကိုစွန့်ခွာကထွက်ပြေးသွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။သူတို့ဘက်ကပြန်လည်တိုက်ခိုက်မှုမရှိဘဲစွန့်ခွာသွားပါတယ်။အခုစစ်တပ်ဘက်ကတပ်အပြင်ဘက်ထွက်တာအရင်နေပါသွားပါပြီ။ နောက်တနေရာတွေလည်းဝင်ရောက်ရှင်းလင်းနိုင်ခဲ့ပါတယ်။အားလုံးပေါင်း9နေရာတိတိပြန်လည်ဆုတ်ခွာသွားပါတယ်လို့ရေမလူတရင်မှုကပြောဆိုပါတယ်။အကြံဖတ်စစ်တပ်ရဲ့အာယုတောင်ထိပ်တစ်ဆက်စခန်းအာယုတောင်ရွာဝါကြောင်းစခန်းကွန်တူးကျေးရွာဖျားကုန်းစခန်းဖော့တော်ကျေးရွာထိပ်ကွန်တစ်တော်စခန်းမှာရှိတဲ့အကြံဖတ်စစ်ကောင်စီတပ်သားများဟာပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကတော့ မန္တလေးမှာစိုက်ကယ်စီးအမျိုးသမီးကိုအုပ်စုဖွဲ့ပြီးရန်ပြုတ်ကာစိုက်ကယ်လူရက်မှုဖြစ်ပွားခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးမြို့မှာအမျိုးသား6ဦးကအုပ်စုဖွဲ့ပြီးစိုက်ကယ်စီးအမျိုးသမီးကိုရန်ပြုတ်ကာစိုက်ကယ်လူရက်သွားတဲ့ဖြစ်စဉ်ဟာယမန်နေ့ဇွန်လ9ရက်မနက်6နာရီခွဲဝန်းကျင်ကဖြစ်ပွားခဲ့တယ်လို့လူရက်ခံသူနဲ့နေဆက်သူတွေထံကနေသိရှိရပါတယ်အဲ့ဒီဖြစ်စဉ်ကမဟာအောင်မြေမြို့နယ်82လမ်း38လမ်းအေမာစကူပီအမျိုးအစားစိုက်ကယ်စီးလာတဲ့အမျိုးသမီးကိုအုပ်စုဖွဲ့လူရက်ခဲ့တာဖြစ်ပါတယ် စိုက်ကယ်၃စီးနဲ့အမျိုးသား၆ဦးဟာအမျိုးသမီးစိုက်ကယ်နောက်ကိုလိုက်လာခဲ့ပြီးအမျိုးသမီးနေထိုင်ရာအဆောင်နှာအရောက်မှာတော့စိုက်ကယ်ကိုတွန်းလဲပြီးရန်ပြုတ်ကလူရက်တာကို CCTV မှတ်တမ်းအရတွေ့ရပါတယ်။အမျိုးသမီးကိုကိုတိလက်ရောက်ရိုက်နှက်တယ်လို့ဇပင်ကိုဆွဲပြီးတရွတ်တိုက်ဆွဲချတာကိုလည်းတွေ့ရှိရပါတယ်။လူရက်တဲ့အမျိုးသားတွေထဲမှာတရှိကင်ဆောင်ထားသူတွေလည်းပါဝင်ပါတယ်။အခြားသော CCTV မှတ်တမ်းတစ်ခုမှာတော့စိုက်ကယ်စီးအမျိုးသမီးလက်နဲ့ဝင်လာချိန်ကတည်းကစိုက်ကယ်မောက်သွားအောင်ဘေးချင်းကပ်ပြီး စိုက်ကယ်ပေါ်ကနေကန်ကြောက်နေတာကို CCTV မှတ်တမ်းမှာပါရှိပါတယ်။ CCTV မှာတော့အမျိုးသမီးနောက်ကိုစိုက်ကယ်၃စီးနဲ့အမျိုးသား၆ဦးလိုက်လာတာကိုတွေ့ရှိခဲ့ရပါတယ်။လူရက်ခံရမှုမှာစိုက်ကယ်အပြင်စိုက်ကယ်2 box တဲကဖုန်းပတ်စံအိတ်မှတ်ပုံတင်ကြောင်းသားကက်တွေပါသွားတယ်လို့သိရှိရပါတယ်။ရင်းဖြစ်စင်မဖြစ်ခင်ဇွန်လ6ရက်နေ့ကလည်းချင်းအီတာဆန်မြို့နယ်89လမ်း33လမ်းနဲ့34လမ်းကြားမှာနေကင်းကြောက်တောင်အချင်းအမျိုးသမီးတဦးကိုဓာတ်နဲ့ခုတ်ပြီးငွေလူရက်မှုဖြစ်ပွားခဲ့တာရှိပါတယ်။ ယခုလိုလူမြင်ကွဲမှာအုပ်စုလိုက်အသက်အန္တရာယ်ဆိုရင်ရတဲ့အထိရန်ပြုတ်လူရက်မှုကျူးလွန်သူတွေကိုမန္တလေးမြို့ကအုပ်ချုပ်နေရတဲ့အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ကဖမ်းမိတဲ့တဲ့တင်ထုတ်ပြန်တာတော့မတွေ့ရှိရသေးပါဘူး။ယခုလိုလူရက်မှုတွေဖြစ်ပွားခြင်းဟာမန္တလေးမြို့အနက်မှာစစ်ကောင်စီကလူအင်အားသုံးပြီးလိုင်စင်မဲ့ကားစိုက်ကယ်တွေကိုပြစ်မှတ်ထားဖမ်းဆီးနေတဲ့ကာလလည်းဖြစ်ပါတယ်ခင်ဗျာ။နောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ ခေလေးခေစလုံးကောင်းစားခဲ့တဲ့ခရိုနီဥဇော်ဝင်းရှိန်ဆိုတဲ့အရန်ကောင်းတဲ့ရေးသားချက်တွေနဲ့တည်င်းတပုတ်ကိုတင်ဆက်ပေးပါမယ်ခင်ဗျာစစ်တပ်ကအာဏာသိမ်းပြီးနောက်စစ်ကောင်းဆောင်မင်းအွန်လိုင်းတက်ရောက်ခဲ့တဲ့အလူတန်းပွဲတိုင်းမှာမြန်မာပြည်ရဲ့အငယ်ဆုံးခရိုနီဥဇော်ဝင်းရှိန်ကိုအမြဲလိုလိုတွေ့ရပါတယ်ဖျားတေကြောင်းဆောင်ရေဘေးမှာစ၍ငလင်ဘေးအထိစစ်ကောင်စီကိုလှူဒန်းသူများထဲမှာအီယာဟင်းသာကုမ္ပဏီအုပ်စုအကြီးအကဲဥဇော်ဝင်းရှိန်ဟာအမြဲလိုလိုပါလိရှိပါတယ်အသက်အရွယ်အားဖြင့်90မပြည့်သေးပေမဲ့ မြန်မာနိုင်ငံမှာဗန်နဲ့ဆက်သွယ်ရေးလုပ်ငန်းပိုင်ဆိုင်တဲ့ခရိုနီတူဦးဖြစ်လာနေပါတယ်။ယခုကဲ့သို့ငငယ်ရွယ်ရွယ်နဲ့ခရိုနီဖြစ်လာတီမှာလဲခေလေးကစ်စလုံးအစဉ်ပြေအောင်နေထိုင်ခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။မြန်မာပြည်မှာခရိုနီများဟာသူတို့ခေကောင်းခဲ့တဲ့တချိန်ရှိခဲ့ကြပါတယ်။ဥတီဇာဟာနိုင်ငံတော်ညင်ဝတ်ပြပြမှုတိဆောက်ရေးအဖွဲ့နဝတခေတ်မှာအစဉ်ပြေပြီမလဲ။ဥသိမ့်စိန်ခေတ်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေတ်တို့မှာအစဉ်မပြေခဲ့ပါဘူး။အလားတူကမ်ဘောဇာပန် KBZ အကြီးအကဲဦးအောင်ကိုဝင်းဟာ နဝတခေဦးသိန်းစိန်ခင်နဲ့စစ်ကောင်စီခက်မှာအဆင်ပြေခဲ့ပေမဲ့လည်း NLD ခက်မှာတော့တိတ်အဆင်မပြေခဲ့ပါဘူး။အေဒင်ဦးချစ်ကိုင်ဟာနဝတခေမှာအဆင်ပြေခဲ့ပေမဲ့လည်းဦးသိန်းစိန်ခင်နဲ့စစ်ကောင်စီခက်မှာတော့အဆင်မပြေခဲ့ပါဘူး။ဇီကပါဦးခင်ရွှေဟာဦးခင်ညွန့်ဩဇာကြီးချိန်မှာအဆင်ပြေခဲ့ပေမဲ့လည်းစစ်ကောင်စီခက်မှာတော့အဆင်မပြေခဲ့ပါဘူး။ဦးဇော်ဝင်းရှိန်တဦးရဲသာခင်လေးခင်စလုံးအဆင်ပြေခဲ့သူဖြစ်ပါတယ်။နဝတခေမှာဦးဇော်ဝင်းရှိန်ကတာမန်စံတင်ဖို့ရောင်းချတဲ့လုပ်ငန်းရှင်တဦးဖြစ်ပါတယ်။ ။သို့သောစစ်တောက်ချုပ်တာဝန်ယူခဲ့တဲ့ဒုတိယဗိုလ်ချုပ်ကြီးတရသူရတင်အောင်မြင့်ဦးရဲ့သားနဲ့ရင်းနှီးလာပြီးနောက်မှာတော့မြန်မာနိုင်ငံမှတရုတ်နိုင်ငံကိုစံတင်ပို့ခြင်းလုပ်ငန်းကိုလုပ်ပိုင်ခွင့်ရလာခဲ့ပါတယ်။အဲ့ဒီနောက်စစ်တောက်ချုပ်ရဲ့သားနဲ့ပေါင်းကစံတင်ပို့ခြင်း၊စောက်လုပ်ရေးလုပ်ငန်း၊စားအုပ်စီတင်သွင်းခြင်းနဲ့စစ်တပ်နဲ့ဆိုင်တဲ့လုပ်ငန်းများလုပ်ပိုင်ခွင့်ရကောင်ခရိုနီအသေးစားဖြစ်လာခဲ့ပါတယ်။စစ်တောက်ချုပ်ဒုဗိုလ်ချုပ်ကြီးတရသူရတင်အောင်မြင့်ဦးအနားယူသွားပြီးနောက်စစ်တောက်ချုပ်ဖြစ်လာတဲ့ဒုဗိုလ်ချုပ်ကြီးဝေလွင်နဲ့လည်းအဆင်ပြေခဲ့ပါတယ်။ ဒုဗိုလ်ချုပ်ကြီးဝေလွင်ရဲ့သားနဲ့အကျိုးတူပူးပေါင်းကစစ်တပ်နဲ့ပတ်သက်တဲ့လုပ်ငန်းများလုပ်ပိုင်ခွင့်ထပ်မံရရှိလာပြီးနောက်ပုံမချမ်းသာလာခဲ့ပါတယ်။နဝတခေတ်မှာခရိုနီအသေးစားဖြစ်လာတဲ့အေယာဟင်းတာကုမ္ပဏီအုပ်စုအကြီးအကဲဦးစော်ဝင်းရှိန်ဟာတမနာဦးသိန်းစိန်ခေတ်မှာလည်းဆက်လက်အဆင်ပြေခဲ့ပါတယ်။တမနာဦးသိန်းစိန်အစိုးရလက်ထက်မှာစူပါဝင်ကြီးဟုခေါ်ကြတဲ့တမနာရုံးဝင်ကြီးဦးစိုးသိန်းရဲ့နောက်လိုက်လုပ်ခဲ့ပါတယ်။ဦးစိုးသိန်းတွားတဲ့ခီးစဉ်တော်တော်များများမှာဦးစော်ဝင်းရှိန်လိုက်ပါလိရှိပါတယ်။ ်တမနာဦးသိန်းစင်ကမှာတမနာရုံးဝင်ကြီးဦးစိုးသိန်းရဲ့ပေါင်းကအစိုးရပိုင်လေလံများကိုရယူနိုင်ခဲ့ပါတယ်အစိုးရပိုင်မြေကွက်များအားတန်ဖိုးနှဲစွာဖြင့်ရရှိခဲ့ပါတယ်ထင်ရှားသောဥပမာတစ်ခုအနေနဲ့ရန်ကုန်မြို့မှာရှိတဲ့စစ်သမိုင်းပြတိုက်မြေနေရာကိုလုပိုင်ခွင့်ရခဲ့ပါတယ် A-Bank အမည်နဲ့ဘဏ်လုပ်ငန်းတစ်ခုလုပိုင်ခွင့်ရရှိခဲ့ပါတယ်ဒါ့အပြင်အေယာဝတီတိုင်းဝင်ကြီးချုပ်ဦးသိန်းအောင်နဲ့ဦးစော်ဝင်းရှိန်တို့ဟာလည်းယင်းနီးသူများဖြစ်ပါတယ်ဒါကြောင့်အေယာဝတီတိုင်းအတွင်းမှာရှိတဲ့လေမြေများကိုစက်မှုစုံမြေအဖြစ်ပြောင်းလဲကာ ပဋိင်ဆက်မှုမျိုးတော်ကိုတိဆောက်ခဲ့ပါတယ်။တမရဥသိမ့်စိန်အစိုးရလက်ထက်မှာတော့စစ်ဘက်ရဲ့ရလုံခြုံရေးအရာရှိချုပ်စရခတ်တာဝန်ယူခဲ့သူဒုဗိုလ်ချုပ်ကြီးကျော်စုရဲ့သားကိုအေယာဟင်းတာကုမ္ပဏီမှဒါရိုက်တာအဖြစ်ခန့်အပ်ခဲ့ပါတယ်။စစ်ဘုတ်ချုပ်များနဲ့အဆင်ပြေခဲ့တဲ့ဦးစော်ဝင်းရှိန်ဟာ NLD အစိုးရလက်ထက်မှာလည်းဆက်လက်အဆင်ပြေအောင်နေထိုင်ခဲ့ပါတယ်။ NLD အစိုးရလက်ထက်မှာထိတ်တန့်ကောင်းဆောင်တဦးဖြစ်တဲ့ဦးဝင်းထိန်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ဒါ့အပြင် NLD အစိုးရလက်ထက်မှာ စီမံဘဏ္ဍာဝန်ကြီးလုပ်ခဲ့သူဦးကျော်ဝင်းမှာဦးဇော်ဝင်းရှင်ရဲ့ကုမ္ပဏီမှာအလုပ်လုပ်ခဲ့ဘူးတဲ့လူရင်းတူဖြစ်ပါတယ်။ဦးဇော်ဝင်းရှင်ရွေးပေးတဲ့သူများသာဝန်ကြီးဦးကျော်ဝင်းရဲ့ပြပခီးစဉ်များမှာလိုက်ပါခွင့်ရကြသည့်အထိပိုင်သူဖြစ်ခဲ့ပါတယ်။ဝန်ကြီးဦးကျော်ဝင်းကျင်းပတဲ့နေပြည်တော်ကောက်တီးရိုက်ပြိုင်ပွဲကိုဦးဇော်ဝင်းရှင်ကတစ်ဖက်လက်နဲ့စပွန်ဆာပေးခဲ့ပါတယ်။အဆိုပါကိစ္စစစ်ဆေးပေါ်ပေါက်ခဲ့တဲ့အထက်ဝန်ကြီးဦးကျော်ဝင်းယာတို့မှအနာပေးခြင်းခံခဲ့ရပါတယ်။ NLD အစိုးရလက်ထက်မှာ ဥဇော်ဝင်းရှိန်ကလုတ်ပိုင်ခွင့်များစွာရရှိခဲ့ပါတယ်။ဥပမာအားဖြင့် eBank တခုတည်းသော Commercial Bank လုပ်ငန်းလိုင်စင်ကိုရရှိခဲ့ပါတယ်။ထို့ပြင်ရှမ်းပြည်နယ်မုံမိတ်မြို့အနီးရွှေလီမြစ်ပေါ်မှာတည်ဆောက်မဲ့ရွှေလီရေအားလျှပ်စစ်စီမံကိန်းအပိုင်း၃ကိုလည်းလုတ်ပိုင်ခွင့်ရရှိခဲ့ပါတယ်။တကယ်တော့ NLD အစိုးရလက်ထက်မှာအထူးအခွင့်အရေးရခဲ့တဲ့ဥဇော်ဝင်းရှင်ကစစ်တပ်အာဏာသိမ်းပြီးနောက်မှာစစ်ကောင်စီခင်မှလည်းဆက်လက်အစဉ်ပြေခဲ့ပါတယ်။ဥဇော်ဝင်းရှင်ဟာစစ်ကောင်စီခေအိုးမှလုံပိုင်ခွင့်များစွာရရှိခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းတဲ့အစဉ်ပြေခဲ့ပါတယ်။ထို့အပြင်စစ်ဘက်ရေးရလုံခြုံရေးအရာရှိချုပ်စာရခဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့လည်းဆက်ဆံရေးကောင်းခဲ့ပါတယ်။ထို့ကြောင့်လည်းဦးစော်ဝင်းရှင်ကစစ်ကောင်စီခင့်မှလည်းအစဉ်ပြေနေပါတယ်။လက်ရှိစစ်ထောက်ချုပ်ဒုဗိုလ်ချုပ်ကြီးဇော်ဟင်းနဲ့လည်းဆက်ဆံရေးကောင်းခဲ့တဲ့အတွက်စစ်တပ်နဲ့ပတ်သက်တဲ့လုပ်ငန်းများဆက်လက်လုပ်ပိုင်ခွင့်ရခဲ့ပါတယ်။စစ်ကောင်စီခင့်မှတတိယအားလုံးအပြိုင်အဆိုင်ဝယ်ကြတဲ့ Oridu Telecom Company ကိုဦးစော်ဝင်းရှင်သာဝယ်ယူခွင့်ရရှိခဲ့ပါတယ်။ ထို့ကြောင့်လည်းမြန်မာနိုင်ငံမှာအသက်အငယ်ဆုံးဘဏ်နဲ့ဆက်သွယ်ရေးကုမ္ပဏီပိုင်တဲ့ခရိုနီဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ဥဇော်ဝင်းရှင်ကတခေပြီးတခေပုံမချမ်းသာလာခဲ့ပြီးစစ်ကောင်စီခေတ်မှာခရိုနီကြီးများနဲ့အပြိုင်စစ်ကောင်စီကိုလှူဒန်းပေးကန့်နိုင်သူဖြစ်လာခဲ့ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။အခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လှန်ရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအ мян ဆုံးလွတ်မြောက်ပြီး ဒေါ်လာနေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့ဒေါ်လာသတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။